ဆိုတော့အားလုံးပဲမင်္ဂလာပါလို့ကျွန်တော်မပြောချင်တော့ဘူးဘာဖြစ်လို့ဆိုတော့စနစ်နိုင်လေးစီရလုံးမဆိုကျွန်တော်တို့ဒီမြန်မာနိုင်ငံအနယ်ပေါ့ဗျာအထူးသဖြင့်စကိုင်းနဲ့ကျွန်တော်တို့မန္တလေးဘက်ကိုဗဟိုပြူပြီးတော့ခုနှစ်တသမခုနှစ်စကေးရှိတဲ့ငလျင်တခုကျွန်တော်လုတ်ခဲ့ခဲ့တယ်။အဲ့တော့ဒီတနိုင်ငံလုံးအတိုက်တာမှာဆိုရင်မန္တလေးမှာဆိုရင်လေမာမြမနီစီဒီဆောင်းတဲ့တို့အကုန်လုံးပျက်စီးသွားတာကျွန်တော်ရှိတယ်။ပြီးလို့ချင်းဒီစကိုင်းဘက်မှာဆိုရင်လေတံတားတွေပြိုကျသွားခဲ့တဲ့စကိုင်းတံတားပေါ့ဗျာ။နေရာနဲ့တော်တော်များများမှာဆိုရင်အဆောင်တွေဖုံယူကြောင်းတွေစာတင်ကြောင်းတွေဗလီတွေအများကြီးကျွန်တော် ဆုံးကျုံမှုတွေပျက်စီးမှုတွေရှိတယ်လူတွေဆိုရင်လည်းအဲ့ဒီအထက်မှာပိမိနေတာကျွန်တော်ရှိတဲ့အတွက်တကယ့်ကိုကျွန်တော်တို့ဒီတဲ့နဲ့တကူပေါ့ဗျာအခုဆိုကျွန်တော်ဆိုရင်သက်30ကျော်နေပြီဒီလိုမျိုးအဖြစ်တစ်ခါမှမမြင်လို့မမြင်တကယ်ဘူးမကြိုးလို့မကြုံခဲ့ဘူးကျွန်တော်နိုင်ငံခြားတွေဘာတွေမှာလောက်ပဲကျွန်တော်တို့မြင်ဘူးတာဆိုတော့လုံးဝအချင်းနဲ့မကောင်းတဲ့နေရာတစ်ခုမှရှိနေတဲ့အတွက်ကျွန်တော်တို့ ဟိုနောက်ထဲလုတ်ခဲ့လာမယ်နောက်စစ်တဲ့ငလျင်ပေါ့ဗျာဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီနာစင်ထားရမယ်ပြီးလို့ချင်းချောင်းသေးတဲ့နေရာကိုကြိုတင်ပြီးတော့ချောင်းချားရမယ်အချိန်တွေတခုမှရှိနေတယ်အထူးသဖြင့်ကျွန်တော်တို့အမြင့်နေပြီးလို့ချင်းအိုအောင်းနေတဲ့ဆောင်းအုံးတွေကြားထဲမှာကျွန်တော်တို့နေဖို့ဟိုမတည်တော်တော့ဘူးဒါကြောင့်ကျွန်တော်အချိန်မီကြိုတင်ပြင်ဆင်ထားဖို့လိုတာပေါ့ဗျာပုံမှန်ကတော့ကျွန်တော်ဘောလုံးတည်တင်းတည်ဆဲဖို့တဲ့ကျွန်တော်စဉ်းစားထားတာအတိုင်းပဲလို့ အခုအချိန်မှာဆိုရင်ကျွန်တော်မြန်မာနိုင်ငံအနေပြားမှာတကယ့်ကိုစိတ်မကောင်းစရာတွေဖြစ်နေတယ်ပြီးလို့ချင်းဆုံးချုံးမှုတွေဖြစ်နေတဲ့အတွက်ဆက်တဲ့ကျွန်တော်တို့ဒီငလျင်ဘယ်လိုလုပ်ခဲ့လာမလို့ဆိုတာသူတတိဂယုပြုပြီးတော့ စားစားရစင်စီပြီးတော့နေရာမြေချင်းတခုရောက်နေပို့ဗျာဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့နောက်ထပ်ရလာတဲ့သတင်းတွေဆိုရင်လည်း YouTube တို့ Facebook Page တို့ TikTok တို့မှာကျွန်တော်တင်ပြဖို့ရှိနေတဲ့အတွက်အတူတူနားဆင်းနဲ့ဘလို့ချောင်းချားမလို့ဆိုတော့ကျွန်တော်တို့တေချာပြင်ဆင်ထားဖို့လိုရတာပေါ့ဗျာအားလုံးပဲကျေးဇူးတွေပါတယ်စာသမားတို့ရဲ့မြန်မာပြည်သူပြည်သားပေါင်းတို့ဘေးရန်တွေကင်းရှင်းကြပါစေကျွန်တော်ဆုတောင်းပေးနေတဲ့ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်အားလုံးပဲ okay ပါ